ညံကောင်းတယ်ဆိုတာယောဂကြောင့်လားကျွန်တော်တို့ရဲ့ online ဆွမ်းရင်မှာကန့်သတ်ချက်တွေရှိတယ်လို့ထင်ကြပါသလားအဲ့ဒီကန့်သတ်ချက်တွေကိုကြော်လွန်ပြီးတော့လူသားတွေရဲ့မှတ်ဉာဏ်ဆွမ်းရည်ကိုပြသခဲ့တဲ့သူတဦးရှိပါတယ်အဲ့ဒါကတော့နာမကျော်ရုပ်ရှင်ရိမန်းကိုဖန်တီးဖို့လှုံ့ဆော်ပေးခဲ့တဲ့ခင်ပီပါခင်ပီဟာစားပန်ဆိုင်တရုံးလို့ခေါ်တဲ့အခြေအနေကိုခံစားရသူဖြစ်ပေမဲ့သူဟာရိုးရှင်းတဲ့တွက်ချက်မှုဒါမှမဟုတ် လှုပ်ရှားမှုတွေမှာအခက်အခဲရှိနေခြင်းမှာတော့အခြားနယ်ပယ်တခုမှမယုံနိုင်လျာစွမ်းရည်ကိုပိုင်ဆိုင်ထားပါတယ်။သူ့ရဲ့မှန်ညာစွမ်းရည်အားကိုကြည့်ပါ။သူဟာစာအုပ်ပေါင်း1200ကျော်ရဲ့အချက်လက်တွေ၊သမိုင်းကြောင်းတွေ၊မျိုးပုံတွေနဲ့တယ်လီဖုန်းနံပါတ်တွေကိုတော့အသေးစိတ်အလွတ်ရနေခဲ့တာပါ။ဒီလိုမယုံနိုင်လျာစွမ်းရည်တွေနဲ့ကဘာကျော်ခဲ့တဲ့ခင်မိဟာအာမန်လူသားတို့ရဲ့မှန်ညာစွမ်းရည်ဘလောက်ထိအစွမ်းထက်နိုင်တယ်လဲဆိုတာကိုသက်သေပြသသွားခဲ့ပါတယ်။ဒီညာကြီးရှင်ရဲ့ထူးခြားမှုကဘာလဲဆိုတာကိုလေ့လာကြည့်အောင်ပါ။ ခင်ဗျရဲ့မညာတကယ်ကိုအံ့ဩစရာပါ။သူဟာစာအုပ်တော့ကိုမိနစ်ပိုင်းအတွင်းမှာဖတ်နိုင်ရန်ရှိခဲ့ပြီးစာဖတ်တဲ့အခါမှာလည်းညာဘက်မျက်လုံးကစာမျက်နှာတစ်မျက်နှာတစ်ဖက်မျက်လုံးကနောက်တစ်မျက်နှာစသဖြင့်တပြိုင်နက်တည်းမှတ်သားနိုင်ခဲ့တာပါ။သူဖတ်လိုက်တဲ့အချက်လက်တွေဟာအများတန်းလိုလိုအုံနောက်ထဲမှာထာဝရသိသိခံထားရပါတယ်။သူ့ကိုဘယ်အချိန်ဘယ်တမိုင်းဝင်ရက်စွဲတစ်ခုဒါမှမဟုတ်မြို့တစ်မြို့အကြောင်းကိုမေးကြည့်လိုက်ရင်ချက်ချင်းဆိုသလိုအသေးစိတ်အချက်လက်ရေပုံပါဒါမှမဟုတ် ပတ်သက်တဲ့အဖြစ်အပျက်ကိုပါရေဒီယိုကနေဖွင့်တယ်လို့မျိုးပြန်လည်ဖြေဆိုနိုင်ခဲ့ပါတယ်။ဥပမာအားဖြင့်တယ်လီဖုန်းစာအုပ်တုံးလုံးကိုဖတ်ပြီးတော့တစ်နှစ်အတွင်းမှာပဲအဲဒီတဲကနံပါတ်တွေကိုအလွတ်ပြန်ရွတ်နိုင်တဲ့စွမ်းအင်မျိုးရှိခဲ့ပါတယ်။ဒီလိုဓာတ်ပုံရိုက်တယ်လို့မျိုးမှညံစွမ်းအင်ဟာလူသားမျိုးနယ်မှာအလွန်ရှားပါးပါတယ်။ဒိဗံပညာရှင်တွေကသူ့ရဲ့အုံနောက်ထဲမှာဘလို့အလုံးလုံးနေလဲဆိုတာကိုသိရှိဖို့အတွက်စိတ်ဝင်စားမှုအလွန်မြင့်မားခဲ့ပါတယ်။ဒိဗံပညာရှင်တွေကခင်ဗျရဲ့အုံနောက်ကို MRI စကန်နဲ့စစ်ဆေးတဲ့အခါမှာ ထူးခြားတဲ့တွေးရှိချက်တစ်ခုကိုတွေးခဲ့ရပါတယ်ခင်ပြီးမှာဦးနှောင်းရဲ့ဘေဘဲချမ်းနဲ့ညာဘဲချမ်းကိုဆက်သွယ်ပေးထားတဲ့အပိုင်းဖြစ်တဲ့ခိုးဘက်ခိုလိုဆန်အားလုံးဝပျက်စီးနေတာဒါမှမဟုတ်ဖွင့်ပြိုးမှုမရှိတာမျိုးဖြစ်ခဲ့တာကိုတွေးခဲ့ရပါတယ်ခိုးဘက်ခိုလိုဆန်ကဦးနှောင်းရဲ့ဘေညာချမ်းတစ်ခုကြကပရင်ချက်လက်ပေးဖို့မှုကိုပေါင်းမှုပေးတဲ့တရားတစ်ခုကဒီဆက်သွယ်မှုမရှိတော့တဲ့အခါမှာသူ့ရဲ့ဦးနှောင်းကအချက်လက်တွေကိုပုံမှန်လူတွေလိုစီစစ်ပြီးဖယ်ထုတ်ပြတာမျိုးမလုပ်တော့ဘဲနဲ့အချက်လက်အတိုင်းကိုသိသိခဲ့ပုံရပါတယ် ဒါသူ့ရဲ့ဒူးကြတဲ့စွမ်းဆောင်ရည်ရဲ့လှုပ်ဝက်ချက်ပါပဲ။အောင်းတော်ရဲ့မှန်ညာထင်းကျုပ်တဲ့အစိပ်ပိုင်းကပိုပြီးတော့လွတ်လပ်စွာလွတ်လုပ်ကင်နိုင်ခဲ့ပြီးတော့စူပါပါဝါအဖြစ်ပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်။ဒီလိုအခြေအနေမျိုးကို Agency of the Quebec Colossal လို့ခေါ်ပါတယ်။ခင်ပြီးရဲ့ဇလန်ကသိပ္ပံပညာအတွက်လေးလာစရာတစ်ခုဖြစ်ယုံတာမကဘဲနဲ့လူသားချင်းစာနာမှုနဲ့မိသားစုမေတ္တာကိုပါဖော်ပြခဲ့ပါတယ်။သူ့ရဲ့ဖခင်ဖြစ်သူ Principia ခင်ရဲ့ဘဝတစ်ခုလုံးကိုပြုစုဆောင်ရှောက်ပေးခဲ့ပါတယ်။ခင်ရဖခင်ရဲ့အကူအညီကြောင့်သာ သူ့ရဲ့စွမ်းဆောင်ရည်တွေကိုအပြင်လောကကိုထုတ်ပေါ်ပြသနိုင်ခဲ့တာပါ။ Brandon Pitt ဟာခင်နဲ့အတူကဘာနှံခီးသွားခဲ့ပြီးတော့လူသားတွေရဲ့ထူးခြားတဲ့စွမ်းဆောင်အကြောင်းကိုဟောပြောခဲ့ပါတယ်။ခင်ဟာသူ့ရဲ့စွမ်းရည်တွေကိုအသုံးပြုပြီးတော့လူသားတွေရာတန်ဖိုးရှိပြီးထူးခြားတယ်ဆိုတဲ့သတင်းစကားကိုကဘာကိုပေးခဲ့သူပါ။သူဟာလူတွေကိုပေါင်းကူးဆက်သွယ်ပေးတဲ့ဂျာခန်ပုဂ္ဂိုလ်တူလို့ဖြစ်ခဲ့ပါတယ်။၂009ခုနှစ်မှာတော့ခင်ပြီကွယ်လွန်သွားခဲ့ပေမဲ့သူဟာအုံနောက်သိပ္ပံပညာနယ်ပယ်ကိုအကြီးအကျယ်လွှမ်းမိုးသွားခဲ့ပါတယ်။သူဟာကျွန်တော်တို့ရဲ့မှတ်ညာဟာ ဘလောက်ဒီအစွမ်းထက်နိုင်လဲဆိုတာကိုသက်သေပြသခဲ့တဲ့ညံကြီးရှင်တယောက်ဖြစ်ခဲ့ပါတယ်။ခင်ဗျာပုံမှန်မဟုတ်တဲ့ဦးနောက်ဖွဲ့စည်းပုံကနေထွက်ပေါ်လာတဲ့မယုံနိုင်စရာစွမ်းရည်ကိုပိုင်ဆိုင်ခဲ့တဲ့အစစ်မှန်ရေမန်ဖြစ်ပါတယ်။သူဟာကျွန်တော်တို့လူသားတွေရဲ့မျက်ညံကန့်သတ်ချက်တွေအကြောင်းကိုထပ်မံစဉ်းစားစေခဲ့တဲ့ထူးခြားတဲ့သမိုင်းမှတ်တမ်းတစ်ခုပါ။လူချင်းမင်းတို့ရောဘလို့ထင်မြင်ယူဆပါသလဲ။ခင်ဗျာမျက်ညံစွမ်းရည်အားဟာဦးနောက်ချူရင်ချက်ကနေရတဲ့လက်ဆောင်လား။ကိုယ့်ရဲ့အမြင်ကိုကိုယ့်မှတ်မှာမျှဝေပေးခဲ့ပါဦး။ ဒီလိုမျိုးလူသားတွေရဲ့ထူးခြားတဲ့စွမ်းရည်တွေအကြောင်းကိုဆက်လက်ကြည့်ရှုကြနေဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးခဲ့ပြီးခေါင်းလောင်းလေးကိုနှိပ်ထားဖို့မမေ့ပါနဲ့။